ောမင်္ဂလာခင်ဗျာဒီနေ့ညကျင်းပနေတဲ့1 Friday ပဲ10ပြန်ပွဲကြီးမှာ Mobile Fighter Super Asian ကတော့အချုံးအလန့်နဲ့ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်1 Friday ပဲ10ပြန်ပွဲကြီးရဲ့ဇုတ်ထမြောက်တွဲဆိုင်အဖြစ်ရှင်ပြိုင်ခဲ့ရတဲ့ Mobile Fighter Super Asian နဲ့ Jan Fighter Muga Sito ရဲ့ပွဲစဉ်မှာ Jan Fighter Muga Sito ကလက်ရည်အသာစီးနဲ့ကစားပြီးတော့ Super Asian ကိုအမှတ်ဆုံးပြတဲ့အနိုင်သွားခဲ့တယ်ခင်ဗျာ Super Asian ဟာရှေ့ရပွဲစဉ်တွေလို့ထိုးအားကောင်းခဲ့ပေမဲ့လည်း Muga Sito ကိုအဆုံးသတ်မှာအရှုံးပေးလိုက်ရပါတယ် မူဂါစီလိုရဲ့အာသာချက်ကအရက်မှလည်းအာသာချက်ရှိခဲ့တယ်ခင်ဗျအရာမောင်းမှာဘာကြောင့်လဲဆိုတော့စူပါရချက်ကအရာအဖြစ်၅ပြင်၅လက်မှပဲရှိခဲ့တယ်မူဂါစီလိုကအရာအဖြစ်၅ပြင်၆လက်မှရှိခဲ့တယ်အရက်၅လက်မှလောက်သားခဲ့တယ်ပြီးတော့ခြေတန်ခြေလက်တန်ခြေတွေကိုအားပြုပြီးတော့မူဂါစီလိုကကစားသွားခဲ့တယ်စူပါရချက်ဟာဒီပွဲမှာသူ့ရဲ့မာကုံပိုင်းဆိုင်ရာကိုတိတ်ပြီးထုံပြနိုင်ခဲ့သူအထူးဖြင့်ဒုတိယပွဲရှိမှာသူတက်လုံကြသွားခဲ့တယ်ဒုတိယပွဲရှိတဝက်လောက်မှာသူတက်လုံစပြီးကြတယ်တတိယပွဲရှိမှာဆို တက်လုံလုံးဝကုံဆုံးတော့ဖြစ်သွားခဲ့ပြီးတော့ပွဲကိုသေချာတံပြန်နိုင်စွာမရှိခဲ့တာတွေ့ခဲ့ရတယ်ခင်ဗျမူကစီတိုကတော့ပထမပွဲချီမှာအကဲစမ်းမိကစားတယ်ဒုတိယပွဲချီမှာတိုက်စစ်ဆဖွင့်လာတယ်အဲ့နောက်မှာတော့ဒုတိယပွဲချီတဝက်လောက်စူပါရှန်တက်လုံကြားသွားတဲ့အချိန်ကစပြီးပွဲကိုသူ့စိတ်ကြိုက်လွှမ်းမိုးရှုပ်ကန်ကစားသွားခဲ့တယ်မူကစီတိုကအခုမတိုင်ခင်ရှေ့မှာသူကအဲမူကိုရှုံးခဲ့ရတော့အဲမူနဲ့ပွဲမှာလည်းသူကစွမ်းဆောင်ကြီးကတာတယ်လေလက်ရည်တာရဲသားနဲ့သူရှုံးခဲ့ရတာ ဘာကြောင့်လဲဆိုတော့ MU ရဲ့ထင်မှတ်မထားတဲ့ဘယ်ဝိုက်လက်သစ်ချက်သူ့စီကိုဝင်လာတယ်သူနောက်ောက်ကျသွားတယ်အဲ့လိုဖြစ်ရလေအောင်ဒီဘွဲမှာစူပိုင်ရှိုင်းရဲ့တံပြန်မှုအားလုံးကိုသူကစနေတကျ defense လုပ်ပြီးတော့ကာကွယ်သွားနိုင်ခဲ့တယ်ပြီးတော့ဒုတိယပွဲရှိတဝက်ကျော်လောက်ကစပြီးတော့မူဂါစီတိုရဲ့ဒုတိုက်ချက်တွေဒူးပြန်တွေတရောင်းတွေနောက်ပြီးတော့လက်သစ်တွဲလုံးတွေအားလုံးကစူပိုင်ရှိုင်းကို dress ဆိုသလိုထိမှန်ခဲ့တယ်ဒုတိယပွဲကြီးပြီးကံတောင်မှာဆိုရင်မူဂါစီတိုရဲ့လက်သစ်တွဲလုံးတွေက စူပါရှန်စီဒရဇက်ပြင်ဝင်သွားတာဒုတိယပွဲရှိပြီးတဲ့ဘယ်ဒီယာမီလာလို့တကယ်လို့အချိန်အပြင်10စက္ကန့်နဲ့15စက္ကန့်ကြာလောက်တာကြာမယ်ဆိုရင်နောက်ထပ်ကြံအောင်မယ်ဆိုရင်ပေါ့လေမူကာစီလိုအပွဲကိုအလဲထုတ်ရမှာတော့ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ခင်ဗျတတိယပွဲရှိမှာတော့စူပါရှန်ကရုပ်ပြက်စင်ပြန်ဖြစ်ရလေအော်သူ့အနေနဲ့ defense လုပ်ပြီးတော့အလဲထုံးမခံရအောင်ကာကွယ်တာပဲရှိတော့တယ်မူကာစီတို့ကပဲအမှတ်ရမယ်လက်သီးချက်တွေရှေ့ခံချက်တွေပြစ်လို့ပြီးတော့ ပွဲကိုကစားသွားခဲ့တယ်ထိ ंछ ုပ်သွားခဲ့တယ်။မြတ်ပွဲပြီးတော့တယောက်ကိုတယောက်အလဲမထိုးနိုင်ခဲ့ဘူး။အလဲမထိုးနိုင်တော့မတ်ဘိတိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကိုခံယူလိုက်ရတယ်။မတ်ဘိတိုင်လူကြီးတွေကမူဂါစီတိုကိုတင်းတင်းကြပ်ကြပ်အနိုင်ပေးလိုက်ကြတယ်။ဒီပွဲမှာအနိုင်ရလိုက်တဲ့အတွက်မူဂါစီတိုကရှေ့ကအဲမွီနဲ့ပွဲကရှုံးပွဲကိုကုစားပြီးတော့အနိုင်ရလက်ကိုပြန်ဝင်သွားနိုင်ခဲ့တယ်။ဝမ်းမှာ၄ပွဲထိုးတာမှလည်းသူဒီတပွဲသာရှုံးပြီးတော့၃ပွဲအနိုင်ရတဲ့ဖိုင်တာဖြစ်သွားတယ်။စူပါရီရှန်းကတော့ဒီပွဲရှုံးလိုက်တဲ့အတွက်သူဒီ၂ပွဲဆက်တိုက်ရှုံးနေတာဖြစ်သွားတယ်။ဝမ်း၄ပွဲထိုးတာမှာ သုံးပွဲရှုံးရတဲ့အထိဖြစ်သွားခဲ့ဖြစ်ပါတယ်ခင်ဗျအဲ့တော့ရှီလန်ပွဲစဉ်မှာစူပါရှန်အနေနဲ့ရလကောင်းမှုလိုအပ်လာပြီးစူပါရှန်အနေနဲ့အခုအားနည်းချက်တွေကိုပြင်ဆင်ပြီးတော့ရှီလန်ပွဲစဉ်မှာအကောင်းဆုံးပုံစံကိုထုတ်ပြနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျကြည့်ရှုအားပေးပြည့်စုံအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ